နောက်ဆုံးဟာဘွားတခုဆုံးသွားကြမှာပဲအဲ့တော့ဒါကဘွားကကံကြမ္မာက ပေးလိုက်တဲ့အတိုင်းဝိုင်းတခုပေါ့ကံကြမ္မာကပေးတာမဟုတ်ဘဲနဲ့တခါတည်းရန်ကြတော့ဒီမိမိအတိုင်းဝိုင်းထဲကနေပြီးမိမိရွေးချယ်ပေါင်းသင်းတဲ့ပေါင်းသင်းဆက်ဆံတဲ့ပုံကိုယ်ရရဲ့ဟိုအကျင့်စာရိတ္တမကောင်းမှုကြောင့်မကောင်းတဲ့လူနဲ့ပေါင်းမိသည့်အတွက်ကြောင့်ဒုက္ခရောက်ကြတဲ့ပုံကိုယ်တွေလည်းပဲ ဒီကနေ့ခေတ်နေရာတိုင်းမှာရှိတာပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မလို့မင်္ဂလာတုံမှာအသေဝနာစဘာလနာပဏိတနိစသေဝနာတဲ့လူလောကရောက်လာပြီဆိုလို့ရှိရင်ပေါင်းသေးရေးဟာအမတန်မှအရေးကြီးတယ်အတိုင်းဝိုင်းဟာအမတန်မှအရေးကြီးတယ်လို့ဆိုလို့အဲ့တော့ကံကပေးလိုက်တဲ့အတိုင်းဝိုင်းတွေကယုံထက်ဖို့ဆိုတာတော့အမတန်မှခဲမှာတယ်တာမန်စိတ်နေစိတ်ထားနဲ့တာမန်အသိဉာဏ်မျိုးနဲ့ ရုံထွက်နိုင်မှုတော့မရှိဘူးပေါ့တော်တော်ခဲရင်ပါတယ်အဲ့ဒါကြောင့်မို့လို့မွေးကလေးကကောင်းတဲ့အပေါင်းအသင်းတွေရောက်ဖို့ဟာဘုန်းကြီးတို့တွေဟာဆူတောင်းရမှာပဲเนาะစိတ်နေစိတ်ထားနဲ့ဥတည်ချက်ထားကြရမှာပဲအေးလက်ရှိဘဝရောက်လာတဲ့အခါကျတော့လေဘောင်းသင်းဆက်ဆံတာဟာလူဘဝမှာတိတ်အရေးကြီးတယ်တဲ့အရေးကြီးဆုံးကဘာလလို့ဆိုတဲ့အတိညာဉ်ကင်းမဲ့တဲ့ပုံကိုယ်တွေနဲ့မပေါင်းသင်းမိဖို့ အတူမနေမိဖို့မဆက်ဆံမိဖို့ပဏိတလို့ဆိုတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံဖို့အဲ့ဒါလို့ဆက်ဆံမှုကိုအကြောင်းပြုပြီးတော့ဘာလနဲ့ဆက်ဆံမိတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝခရီးမှာလည်းပဲဒုက္ခအမျိုးစုံ ကြုံတွေ့ကြရတယ်။သူညာရှိသူတော်ကောင်းနေနဲ့ဆက်ဆံမိရတဲ့ပုဂ္ဂိုလ်ကြတော့ဘဝမှာလည်းအေးချမ်းတယ်၊နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရရတယ်ဆိုတဲ့အကျိုးတွေဟာအမတန်မှထင်ရှားတယ်။ဒါဖြင့် ဘာလပဏိတလို့ဆိုတာဘလို့ပုဂ္ဂိုလ်မျိုးတွေကိုခေါ်တာတော့ဆိုတော့မြတ်စွာဘုရားကဒါရွေးချယ်ဖို့ရာအတွက်ပေးတာပါရွေးချယ်ဖို့ရာကြတော့မကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဘာလလို့သတ်မှတ်တယ်ကောင်းတာတွေးကောင်းတာပြောကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုပဏိတလို့သတ်မှတ်တယ်ပေါ့အဲ့တော့ကောင်းမကောင်းဆိုတာကြတော့ဘာနဲ့ဆုံးဖြတ်တယ်လဲကိုကြိုက်ရင်ကောင်းတဲ့အကောင်းဟာအကောင်းလားလို့ဆိုအဲ့လိုမဟုတ် ကိုကြိုက်တာမကြိုက်တာနဲ့မဆုံးဖြတ်ရဘူးအဲတော့ကောင်းတဲ့အတွေးဆိုတာတစ်ဖက်သားကိုအပြစ်မဖြစ်တဲ့အတွေးမျိုးတစ်ဖက်သားကိုညှဉ်းပန်းနှိပ်စက်လိုတဲ့အတွေးမျိုးကိုယ့်ကိုထိခိုက်နစ်နာစေလိုတဲ့အတွေးမျိုးလောကကြီးကိုအကျိုးမပြုတဲ့အတွေးမျိုး လောကကြီးကိုပျက်စီးစေတဲ့အတွေးမျိုး အပျော်မျိုးအလောက်ကံမျိုးတွေဟာမကောင်းဘူးလို့သတ်မှတ်ရအများအတွေ့အကျိုးဖြစ်တဲ့အတွေးအများအတွေ့အကျိုးဖြစ်တဲ့အပျော် အများအတွေ့အကျိုးဖြစ်မဲ့အလောက် ဒါတွေကကောင်းတယ်လို့သတ်မှတ်ရအောင်အဲအဲ့ဒါလို့လူလောကရောက်လာပြီဆိုလို့ရှိရင်